ီမလေးမင်္ဂလာပါဟုတ်ကဲ့ဟုတ်ကဲ့မမင်္ဂလာပါမဟုတ်အရင်ကတော့ medical field မှာစုံဖြစ်တယ်ဟုတ်တယ်မအခုကျတော့မလည်းသိလားဒေါက်တာဆိုအဲ့စိတ်ရဝင်စားမှုဆိုတာလေးတည်းတွေ့တော့လေဟုတ်အရင်လည်းစိတ်ဝင်စားသွားဒီနေ့လေးလည်းရောက်တာနဲ့မလေးဝင်ပြီးတော့လို့ဒီစိတ်ရဝင်စားမှုလေးတွေကဘာလေးလုံးနေရလဲဆိုပြီးအမေးမယ်ဆိုပြီးတော့ဝင်လာဟုတ်ကဲ့မရှင်းပြပေးပါဟုတ်ကဲ့မရောနားလည်ရလေးကြည့်စစ်တင်တယ်မဟုတ်ကဲ့ဟုတ်ကဲ့အဲဆိုတော့ဟောမှာဒေါက်တာဆို medical service ဆိုပြီးစပြီးလုပ်တာတော့လေ2022ခုနှစ်ကစတာဆိုအမ3နှစ်လောက်တော့ရှိပါပြီမဟုတ်ကျော်ကြပြီကြပြီမဟုတ်အဓိကတော့ဆိုလည်းဘဏ်ကောင်းနဲ့ ်အာဒီအိန္ဒိယကိုသွားကျင်တဲ့လူနာတွေဝန်ဆောင်မှုပေးတာပါမဟုတ်လူနာဝန်ဆောင်မှုပေးခဲ့တဲ့လူနာရေအတွက်လည်း1600ကျော်လောက်တော့ရှိသွားပြီမဟုတ်1600ဆိုလည်းတော်တော်တော့အတွေ့အကြုံတွေလည်းစုံနေတာပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ရှေ့ဟုတ်ကဲ့မဟုတ်ဟုတ်ဘန်ကောက်ကအိန္ဒိယရောဆိုတော့ဈေးရုံတွေတော့အများကြီးပဲရှိမှာပဲမဟုတ်ကဲ့ပြန်လို့ဈေးရုံတွေနဲ့ချိန်ဆက်ထားရတယ်ဟုတ်ကဲ့မအဲဘန်ကောက်မှာဆိုလို့ရှိရင်တော့ဆိုတော့ဒီ map park ဈေးရုံကြီးရှိမယ်ပေါ့နော်မအားလို့လည်းကြာပူပြီးသားပေါ့နော်ရင်းနေပြီးသားအနောက်တစ်ခုဆိုရင်ဝိထာနေဈေးရုံကြီးရှိမယ်ဘန်ကောက် hospital ဘွန်ဘွန် grab အနောက်ထုံမူဒီဘွန်ဘွန် grab လက်ဖရာပေါ့နော်နောက်မျက်စိထူးကူးနေ နေဆိုလို့ရှိရင်တော့ retina ညစီစီယုံကြီးဆိုပြီးတော့မဆေးယုံကိုကုလောက်နဲ့တော့ထိထားရမှာဟုတ်အမဘာလို့ကြားဖို့လဲဆိုတော့ညီမလေးဒီ sign board ကြီးကိုပေါ့နော်မရောက်တော့ကြည့်လင်းကြည့်လိုက်ကောဟုတ် prana 9တည်တယ်ဟုတ်ကဲ့ mammograph တည်တယ်ဟုတ်အမ်ပြီးတော့ bangkok hospital တည်တယ်ဟုတ်ကဲ့မဆေးယုံဆေးယုံလေးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အရင်မှလည်းအလို apollo တို့ fortis တို့ mass တို့ပေါ့နော်နာမည်ကြီးရဲ့ဆေးယုံနဲ့အများကြီးပါတာပဲလို့ဆိုပြီးတော့ဟုတ်ကဲ့မအားလေးရောတွေ့တော့လေဟုတ်အောင်လို့ဆေးယုံနဲ့အများကြီးပဲလို့ဟိုနိုင်ငံကလည်းနှစ်နိုင်ငံဆိုတော့လို့တော်တော်လေးတော့ များတယ်ဟုတ်ကဲ့အဲ့တော့အဲ့နှစ်နိုင်ငံကလို့ဘယ်လိုတွေများကွာတာလဲဟုတ်ကဲ့မအထူးသဖြင့်ပြချင်တာကကုန်ကြောင်းစီပေါ့ဟုတ်ကဲ့မဗန်ကောက်နဲ့အိန္ဒိယဆိုဘေဟာအများကြီးဘေဟာဈေးပိုတက်တာလေမအားလေးတော့သိချင်တယ်ဟုတ်ကဲ့ဟုတ်ကဲ့မအာဒီဗန်ကောက်နဲ့အိန္ဒိယဆိုလို့ရှိရင်မကုသမှုပေါ်မူတည်ပြီးတော့ပေါ့နော်တချို့ယောဂါတွေဆိုလို့ရှိရင်နှစ်ဆတချို့ယောဂါတွေဆို၅ဆလောက်ထိအောင်တက်တာတယ်မအားတော်တော်များများလူနာတွေတိတ်မသိကြဘူးပေါ့နော်ဗန်ကောက်နဲ့အိန္ဒိယကုန်ကြားစီမတိမ်းမင်းလောက်ပဲထင်ကြတယ်တကယ်တော့မကွာကြချက်ကအိန္ဒိယနိုင်ငံမှာဈေးကူမယ်ဆိုလို့ရှိရင်ဗန်ကောက်ထက်ပေါ့နှစ်ဆနဲ့၅ဆလောက်ထိတက်တာပါတယ်မဟုတ်အဲ့ဒီ information လေးကတော့လူနာရေးအတွက်တော်တော်လေးအသုံးဝင်တော့ဟုတ်တယ်ဟုတ်ဘာကြောင့်လဲဆိုတော့ဟိုတော်တော်များများမသိဘူးပေါ့ဟုတ်တယ်ဟုတ်အထူးသဖြင့်ပေါ့နော်ဟိုတချို့ယောဂါတွေကြာကြာကုရတဲ့ဟာမျိုးတွေရှိတဲ့ခါကျတော့ကုန်ကျစရိတ်ဆိုတာထင်မတွေ့ချင်လို့မရအောင်ဟိုရေရူသွားတဲ့ကိစ္စမဟုတ်ခဲနဲ့လေရေရှည်သွားတဲ့ခါကျတော့ဟိုကုန်ကျစရိတ်ကအရင်အရေးကြီးတယ်ဟုတ်ကဲ့ဟုတ်အဲ့တော့အခုအိန္ဒိယမှာကုတ္တမယ်ဆိုရင်အများကြီးတက်တာတယ်ဆိုတာလေးကလည်းကောင်းတဲ့ information လေးပေါ့နော်ဟုတ်ကဲ့နောက်တစ်ခုကကျတော့ ်ဟူတာမှုပိုင်းကြတော့ဘယ်လိုကွာလဲဟုတ်ကဲ့ဟိုလူနာတက်ကြတော့ဟိုကြားစစ်တစ်ခုရေးကြည့်ရလဲမဟုတ်ဘူးเนาะဟုတ်တယ်ဟုတ်ပိုင်းရလဲမှန်နေကြည့်ရအောင်ဟုတ်တယ်ဟုတ်တယ်မအာကုတာမှုမှာတော့ပေါ့နော်တော်တော်များများအထင်လဲအိန္ဒိယကခုနကြီးတက်တာတယ်လို့ပြောလိုက်ဟင်ကောင်းပါမလားလို့ရဲ့စိတ်ထဲမှာအဲ့လိုမျိုးလေးတွေးတာပေါ့နော်ဒါပေမဲ့ဆိုလဲကိုယ်တိုင်လဲဒီအိန္ဒိယကိုဘန်ကောက်ကိုဆေးရုံလေးကို hospital တိုးသွားခဲ့တယ်နောက်ဆရာဝန်ကြီးနေလဲစကားပေါ့နော်ပြောခဲ့တယ်ဒီသူရဲ့ treatment အနေနဲ့ပတ်သက်ပြီးတော့အလေးလာပြီးရဲ့နောက်မှာပေါ့နော်နောက်တစ်ခုကကျတော့ကျွန်တော်သွားပြီးရဲ့လူနာတွေရဲ့အောက်ခံနေ feedback တွေအရာပေါ့နော်ရှင်ပြီးပြောရမယ်ဆိုလို့ရှင်တော့ကုတာမှုပိုင်းရတော့ ော့မှအများကြီးกว่าခြားမှုမရှိဘူးလို့ပြောလို့ရတယ်ပေါ့เนาะအဲသူတစ်ဖက်ဆရာဝန်ရဲ့အာ skills တွေကျွမ်းကျင်မှုတွေနောက်တစ်ခုကကျတော့ဒီ technology ပေါ့ investigation ပါကြကြလည်းနီးပညာရဲ့အကူအညီလိုလာပြီးတချို့ treatment ကြတော့လည်းနီးပညာအကူအညီလိုလာပြီးဆိုတော့ဒီ treatment update ဖြစ်တာလည်းမှာနှစ်နိုင်ငံကလေတကယ်တော့တူတူပဲမှာအကုန်လုံးတူတူပဲဒီသွားခဲ့တဲ့လူနာတွေရဲ့ result ကိုကြည့်တော့လည်း outcome ကလေတူတူပဲဆိုတော့ပြောရရင်တော့တော်တော်လေးအဆင်ပြေတယ်ပြောရမယ်မှာအိန္ဒိယကလည်းလေဟုတ်ကဲ့ဟုတ် the information လည်းအရင်ကလေဟိုအတုံးဝင်တာဟုတ်ကဲ့ဟုတ်ဘာဖြစ်လို့လဲဆိုတော့ ဟိုဘယ်လိုပဲပြောပြောပေါ့နော်ကုန်ကြစိတ်ဟိုအခုရဲ့ပြီးတော့နောက်တစ်ခုကကျတော့ ဝန်ဆောင်မှုကိုဆိုလို့ရှင်လဲဘန်ကောက်ကကျတော့အရန်လူတွေရင်းနှီးနေတယ်เนาะဟုတ်တယ်အရန်ရင်းနှီးနေတယ်တခုခုဆိုဘန်ကောက်တော့ကုမယ်တခုခုဆိုဘန်ကောက်တော့ကုဟုတ်တယ်တခြားသော another option another choice ကိုသူတို့သိမ့်ပြီးတော့မစင်စားမိဟုတ်ကဲ့နောက်တစ်ခုကကြပါသားစကားပါဘာသာစကားကကြတော့လဲဥပမာဘန်ကောက်မှာဆိုရင်ဘာသာပြန်နေရှိရပေါ့အိန္ဒိယကိုသွားရဆိုရင်အဆင်ပြေပါမလားဟုတ်ကဲ့ဟုတ်အဲအဲ့လိုမျိုးလေးတွေတွေးတယ်ဟုတ်တယ်မှာအိန္ဒိယသွားရင်လည်းအဲတူတူပဲအောက်ကမ်းလည်းတူတူပဲကုန်ကျစရိတ်လက်သက်တာလေဆိုရင် choice လုပ်ရတာတူတူတစ်ခု option လေးဖြစ်လာတာပေါ့နော်ဆိုရင်အဲဘာသာစကားခက်ခဲဆိုရင် ော်ဟုတ်အဆင်ပြေနိုင်လားပြည်တယ်မှာတကယ်ကအိန္ဒိယကတော့မှာဘာသာစကားပို့အဆင်ပြေရပြောရမှာဆိုတော့အိန္ဒိယမှာကျတော့ဝန်ထမ်းတွေရောဒီ nurse တွေ staff တွေကအစားအင်္ဂလိပ်လိုပြောနိုင်တယ်ပေါ့နော်ဆိုတော့ကိုကပုံမှန်အင်္ဂလိပ်လိုပြောနိုင်လို့ရှိရင်လည်းဒီပုံမှန်ကိစ္စတွေအင်္ဂလိပ်လိုလည်း communicate လုပ်လို့ရတယ်ဒါပေမဲ့နိုင်ငံလုံးတူတာကတော့ကျွန်တော်ဘန်ကောက်တော့သွားအိန္ဒိယတော့သွားကျွန်တော်တို့မှာ translator တွေရှိတယ်စီးရုံရင် in house translator တွေရှိတယ်လို့ကျွန်တော်တို့ရဲ့ coordinator team လည်းရှိတယ်ဒီ coordinator team ကလည်း medical professional တွေပဲဆိုတော့မှဒီပြောရရင်ဘာသာစကားကိုညီခြင်းမဟုတ်ဘူးပေါ့နော်ဒီဘာသာပြန်တဲ့ကိစ္စတွေမဟုတ်ဘူးကျန်းမာရေးကိစ္စတွေတောင်တိုင်းနေ ော့ရဲမှာဟုတ်အဲ့ဒါတော့တကယ်ကိုလိုအပ်တာဟုတ်တယ်ဟုတ်ဘာဖြစ်လို့လဲဆိုတော့လေဟိုရှိန်တာပေါ့နော်ဟုတ်ဟုတ်အော်သူတို့နိုင်ငံအားဆရာဝန်တွေနဲ့တွေ့ တွေ့ရင်ကျတော့ကိုကအကုန်လုံးမပြောရဲတာတော့ဟုတ်တယ်ဟိုကိုယ်ဝင်နေလည်းမတိုင်မရဲတာဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်အဲ့တော့ကိုယ့်ဘက်ကနေပြီးတော့ဝန်ဆောင်မှုပေးနေတဲ့သူတွေကိုယ်တိုင်ကိုကဥပမာဆရာဝန်တွေမယ်ဒီကယ်ဘက်က professional တွေဖြစ်ဖြစ်တယ်ဆိုရင်သူတို့မပြောခင်နေကွာဟုတ်ဖြစ်တာဒီလိုဒီလိုဒီလိုဆိုရဲဟာမျိုးလေးတွေလေဟုတ်တယ်အဲ့လိုလေးတိုင်မြင်လို့ရတာဟုတ်အရင်ကတည်းကတချို့လူနာကမပြောသလိုပဲအလူနာဟိုဘက်ကဆရာဝန်တွေကိုကြာတော့မမေးရဲဘူးဒါလည်းကကိုယ်တိုင်ကဆရာဝန်တွေဖြစ်တယ်နောက်တချို့က nurse တွေပေါ့နော် medical professional တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမေးခွန်းတော့လူနာကမမေးသေးဘူးကို တွေကကြုံမေးပေးနေပြီပေါ့နော်ဒါကိုမေးသိဖို့ဘူနာသိဖို့လိုအပ်တယ်ဆိုတာလေးကိုဂျားတွေကနေပြီးတော့ကူညီပြီးတော့လေးကိုစမ်းသပ်ပေးလို့ရတာဟုတ်တယ်ဟုတ်တယ်စမ်းသပ်ပေးဟိုဒီလိုယောဂါဆိုလို့ရှင်တော့ဒါလေးတွေရောလုပ်ဖို့လိုတယ်ဟုတ်ကဲ့ဒီတစ်ခါတည်းဟိုကိုအရင် consultation အရင်ပေးထားတာဟုတ်တယ်ဟုတ်တယ်မှာအဲ့ဒါလေးကအရင်ကိုအဆင်ပြေဟုတ်ကဲ့ပါအဲ့အဲ့အပိုင်းလေးတွေရှိတယ်ဆိုရင်ဒါလူနာတွေကအရင်ကောင်းတယ်လို့ဟောက်အောင်မြင်တယ်ဟုတ်ကဲ့ပါမှာပေါ့မတခုတွေ့လာဟို one stop service ဆိုတာလည်းရှိရဟုတ်ကဲ့ဟုတ်ကဲ့ one stop service ဆိုတာကြောင့်ဘယ်လိုမျိုးတွေလုပ်ပြရလဲဟုတ်ကဲ့အဓိကတော့မဒီ ဒီနာတယောက်ကလေဘန်ကောက်မှာပဲဖြစ်ဖြစ်အိန္ဒိယမှာပဲဖြစ် even မြန်မာပြည်မှာပဲဖြစ်မှာရေးစိတ်ကူပြီဆိုရင်တော့ဒီကုတာရဲ့ကိစ္စတွေစိတ်ညစ်ရတယ်ပေါ့နော်နောက်ဒီစီးပြင်ဆင်ရတယ်သူ့မှာတော်တော်ပူပန်နေရပြီပေါ့နော်အဲ့ဒီကြတဲ့ပါမှာခုနခီးသွားဖို့ကိစ္စတွေပါပြင်ဆင်ရမယ်ဆိုသူ့မှာနောက်ထပ်တပူပေါ့လေနော်အဲ့တော့ဆိုရင်စာတော့မှန်တယ်မဟုတ်စာရအများကြီးပဲလူလက်မှတ်နဲ့ဆရာဝန်ကြီးတက်နေကြိုက်ပါမလားပေါ့နော်ဘာလဲဆော့ဆော့အဲ့ဒါကိုစိတ်ဖူသွားတော့ဟုတ်တယ်မှာအဲ့အတွက်ကိုသူလုံးဝပူကြမလို့အောင်လို့ဆိုလဲတော့နေပြီးတော့ပထမဆုံးစစ်ပေါ့နော်လူနာတယောက်ကဆိုလဲတော့စီစပြီးတော့အစုံစမ်းလာပြီဆိုရင်သူ့ရဲ့စေးမှတ်တမ်းတွေဆိုလဲတော့ကြည့်ရဲပြီးတော့ဒီစေးမှတ် က်တမ်းပေါ်မှာမူတည်ပြီးတော့မှဒီဟာအတွက်ကတော့ဘယ်လိုမျိုးကုသမှုမျိုးဖြစ်နိုင်လဲဘယ်လိုမျိုး investigation တွေလုပ်ရနိုင်လဲပေါ့ဒီပေါ်မှာမူတည်ပြီးတော့မှဆိုလဲတော့ဒုတိယဆင်ကဖြစ်နိုင်ခြေရှိတဲ့ကုသမှုပေါ်မူတည်ပြီးစေယုံရေးပေးတယ်မှာပါဆိုစေယုံတစ်ခုနဲ့တစ်ခုကရနိုင်တဲ့ facility ကမတူတော့လေစေယုံရေးပေးရပြီးွားရစေယုံရေးပေးတဲ့အခါမှာဆရာဝန်ရွေးချယ်ပေးတယ်ပေါ့သူ့ရဲ့ယောဂါက physician ဘက်ကိုတွားရမှာလားပေါ့နော်သက်ဆိုင်ရာ specialty ကိုရွေးပေးတယ်ဆိုဟိုဘက်နိုင်ငံမှာဂျာ specialty အပြင်သွား sub specialty ထပ်ရှိတော့လေအဲလူအဲဆရာဝန်ရွေးချယ်မှာလည်းအရေးကြီးရမှာအဲ့အဆင်ပြေသွားလို့ဈေးနှုန်းတွေတွက်ချက်ပေးပြီးတော့လူနာကလည်းအဆင်ပြေပြီးတော့ ွားတော့မယ်ဆိုလို့ရှင်ခုနကျွန်တော်တို့ကလေလက်မှတ်စီစဉ်ပြီးတာမှပြောသလိုပေါ့နော်နောက်ဟိုဘက်မှာနေဖို့ဟိုတယ်စီစဉ်ပြီးတာနောက်ဒီဆရာဝန်ရက်ချင်းယူပြီးတာဒီဆရာဝန်ရက်ချင်းနေနဲ့သွားမယ်လေလက်မှတ်သွားမယ်ရက်တရလည်းကြိုက်ရသေးတာပေါ့နော်အဲ့ဒါလေးစီစဉ်ပြီးတယ်နောက်ဗီဇာလိုတဲ့နိုင်ငံဆိုလို့ရှင်လည်းဗီဇာစီစဉ်ပြီးရမျိုးတွေလုပ်ပေးပါတယ်မှပြီးတော့ဟိုဘက်ကိုရောက်တာနဲ့လည်းကျွန်တော်တို့ကလေရင်ကွင်းကစပြီးတော့ကျွန်တော်တို့ဘက်တင်းကနေပြီးတော့လာပြီးတော့ကျူကျူပေးရမှာပြီးတော့ဟိုတယ်ပို့ပေးရစေုံပြတဲ့နေရာတွေအတွက်ကိုလည်းဟိုတယ်နဲ့စေုံကြိုးပို့လေးရှိပါတယ်မှဟုတ်အဲ့ဒါဆိုရင်တော့တော်တော်အဆင်ပြေသွားရင်ဘာလို့လဲဆိုတော့လေလူနာက ဖြစ်တဲ့ယောဂအောင်ဒါသိတာဒီယောဂနဲ့ kait မဲ့ specialist ပေါ့နော်ဟုတ်ဘယ်လိုဆိုရ specialist ကဘယ်ဈေးရုံမှာရှိရဆိုတော့သူတို့ဘယ်လိုမှမသိဘူးဟုတ်တယ်မဟုတ်တယ်ဥပမာကိုကကွာဘယ်လိုလဲ mammograph ကိုကြိုက်ကြိုက်ဟုတ်ယောဂအတွက်တကယ်ကောင်းတဲ့ဆရာဝန်ကဘယ်မှာရှိရလဲဆိုတာမျိုးတွေညီမလေးတို့ကဥဆောင်ပြီးလမ်းညွှန်ပေးမှာပဲဟုတ်ဟိုလူနာတို့လည်းအများကြီးအဆင်ပြေဟုတ်တယ်မဟုတ်ဘာကြောင့်လဲဆိုတော့ specialty တွေကအများကြီးကွဲတာဟုတ်တော့အဲ့ကိုကိုကိုအတွက်တကယ်ကောင်းတဲ့ဆရာဝန်ဆိုတာကိုမသိနိုင်ဘူးဟုတ်တယ်ပေစရုံမှရှိတယ်ဆိုတာကိုမသိနိုင်ဘူးပြီးတော့ဟိုကိုကသိတယ်ဆိုရင်တော့သူ့ထက်ကောင်းတဲ့အရာတခုလည်းထပ်ပြီးတော့ရှိနေနိုင်တယ်ဟုတ်တယ်ပြီးတော့ဈေးနှုန်းပေါ့ဒီမှာလေးတို့ကြတော့ဟိုလူနာသုံးနိုင်တဲ့ ဘတ်ဂျက်ပေါ်မှာမူတည်ပြီးအကောင်းဆုံးကိုလမ်းညွှန်ပေးနိုင်တာဟုတ်တယ်ဟုတ်ကဲ့အဲ့လိုမျိုးလေးဆိုတော့အရင်အစဉ်ဟုတ်တယ်မဟုတ်ကဲ့ပါမဟုတ်မြန်မာနိုင်ငံဆေးရုံနေနဲ့ရောချိန်ထားသေးလားဟုတ်ကဲ့ချိန်ထားတယ်မှာကျွန်တော်ဒီရန်ကုန်မှာဆိုလို့ရှိရင်တော့အာယူပေါ့နော် Grand Hunter Victoria ဆေးရုံနေနဲ့ချိန်ထားတယ်မှာအမန်လေးမှာဆေးရုံကောင်းနေအကုန်ပါတာဟုတ်တယ်ပါဆိုတော့ဒီပေါ့လူနာအတွက်ကကြတော့ facility ส่งလေသူတို့အတွက်ကပို safe ဖြစ်လေဆိုတော့သူတို့ကလည်းလုံးဝ facility ส่งတဲ့စီးရုံတွေအကုန်လုံးကိုချိတ်လိုက်တာပေါ့เนาะဟိုမှာမန်းလေးမှာဆိုလို့ရှင်တော့မင်္ဂလာစီးရုံကိုချိတ်ထားပါတယ်မှာဟုတ်အဓိကတော့အာ lunar တွေကမတော်ခင်မှာတချို့ test တွေဆေးရတာတွေရှိတယ်။မ ਾਇ တချို့ကုသမှုတွေကြတော့လေပြီးရင်ပြန်လာလို့ရှင်ရယ်လေတချို့ cancer ရောဂါတွေဆိုလို့ရှင်ကြတော့ဟိုဘက်မှာ first cycle second cycle second cycle twin ခဲ့ဒီဘက်မှာကြံတာဆက်သွင်းလာမျိုးတွေရှိတယ်။သူတို့ကုန်ကြားရိတ်ဆေးဖြစ်အောင်ပေါ့เนาะဒါမှအဲ့လိုမျိုးလေးလဲစီစဉ်ပေးရဆိုတော့လေအကုန်လုံးရှိတဲ့အခါအဆုံးအဆုံးဟိုမှာတော့ပြီးတော့ဟိုဆိုတာမပြေတော့ join လုပ်ထားတာကောင်းတယ် ုတ်တယ်မအဲ့တော့ကျတော့ချိတ်ထားလိုက်တော့မှရစေးုံနေနေလည်းတရားဝင်ချိတ်ဆက်ထားတဲ့အတွက်ကြောင့်မလို့ဒီလူနာကဘယ်လိုဆက်ကုနေရဘယ်လိုရက်လေးဖြစ်နေရဆိုတာလည်းအဆက်မပြတ်သွားတော့လေလူနာအတွက်လည်းပို့ပြီးတော့ဆေးဖြစ်တယ်မဟုတ် ဟုတ်အဲ့ဒါဆိုတော်တော်လေးတော့အဆင်ပြေနော်ဟုတ်အဲ့တော့ရန်ကုန်ကလူတွေကတော့ညီမလေးတို့ဒီမှာရုံးကိုဖဲလာလိုက်ရင်ဟုတ်ပါတယ် okay ပါဟုတ်ကဲ့မအားလုံးဘာမှစိတ်ပူစရာမလိုဟုတ်ကဲ့မအဲ့ဆိုရန်ကုန်အပြင်ကတခြားနယ်မြို့တွေအတွက်ဆိုရင်ကြာတော့ညီမလေးတို့ဝန်ဆောင်ပေးသေးလားဟုတ်ကဲ့မကျွန်တော်တို့ကရန်ကုန်ကတော့ဒီအလုံးမှာရုံးရှိရပေါ့နော်နောက်တစ်ခါမန်လေးမှာလည်းချင်းတာစီမှာရုံးရှိပါတယ်မှာပြီးတော့တောင်ကြီးမှာလည်းရုံးရှိပါတယ်မှာတကယ်လို့ရန်ကုန်မန်လေးတောင်ကြီးပြင်ပပေါ့နော်တခြားနေရာမှာဒေသမှာနေတဲ့သူတွေဆိုလို့ရှိရင်လည်းရုံးကိုလာစရာမလို page နှစ်ခုရှိပါတယ်အတော့ရှယ်ဘင်ဘိုင်ဒေါက်တာဇွန်ရဲ့ဒေါက်တာဇွန်အိန္ဒိယဘန်ကောက်ကျမ ဝင်စားမှုဆိုရယ် page နှစ်ခုကနေပြီးတော့မှစိတ်မတန်နေပို့ပြီးတော့အခမဲ့တိုင်းနေဆွေးနွေးပေးတယ်မှာဟုတ်။အော်ဟုတ်။အဲ့ဒါဆိုလို့ရှင်တော့ဟို တနိုင်ငံလုံးဝင်ဆောင်ပေးတဲ့ပုံပဲဟုတ်တယ်နော်ကျွန်တော်တို့စီပါဆိုလက်ရှိအဲ့လိုပေါ့ခုနရန်ကုန်မဲလေးတောင်ကြီးပြင်ပပြီးရှင်နေလေအများကြီးရှိတယ်မှာတချို့လူနိုင်ဆိုမြင်အောင်မမြင်လိုက်ရအောင်ဒီဘက်မှာမတွေ့လိုက်ရအောင် Viber ကနေ communicate လုပ်တယ်သူတို့လုံးဆရာရှာစီစဉ်ပေးဆရာရှာအကအစဆုံးစီစဉ်ပြီးဟိုဘက်ရောက်တော့မှဟိုဘက်ဒီမဲမှာစဆုံးနေသူတွေတောင်ရှိတယ်မှာဟုတ်အဲ့ဒါဆိုဘာမှစိတ်ပူကြမှာမဟုတ်တယ်မှာဟုတ်ဟုတ်နောက်တစ်ခုကမှအာကျွန်တော်တို့လူနာတွေပေါ့နော်မြန်မာလူနာတွေမကအောင်ပေါ့နော်တခြားနိုင်ငံခြားမှာရောက်နေတဲ့မြန်မာလူနာတွေအတွက်လည်းစီစဉ်ပေးရမှာဟုတ်စင်ကာပူအခုဆိုလို့ဆိုစင်ကာပူရှိမယ် ့ UK Australia ပေါ့နော် Malaysia အဲ့ဘက်ကလူနာတွေမြန်မာလူနာတွေကလည်းဘန်ကောက်မှာလာကြည့်ကြတယ်မဟုတ်အဲ့အတွက်လည်းဇာတ်လမ်းစီစဉ်တယ်အဲ့ဒါလည်းလိုအပ်တာပဲဘာဖြစ်လို့လဲဆိုတော့လေဟိုဘန်ကောက်မှာကျတော့ကိုတကယ်ယောဂါဖြစ်နေပြီဆိုရင်ကွာငငယ်လေးเนาะကိုကို in time ပေါ့နော်အချိန်နဲ့အမီကုလို့ရပါတယ်ဟုတ်တခြားနိုင်ငံတွေမှာကျတော့အမှန်နားလဲတာသူ procedure လိုက်သွားတော့အကျဉ်းချမှုလေးရှိတယ်အချိန်ဆောင်ရတော့သူစောင့်ဖို့အချိန်မရဘူးဟုတ်နော်အဲ့ဒါမျိုးဆိုသူတို့စံကောင်းပါလားကုဖို့လဲဆိုတော့လည်းချိတ်ဆက်ပြီးတော့သွားကြတယ်မဟုတ်အဲ့ဒါလည်းကောင်းတာပဲနော်တခြားပြည်နိုင်ငံမှာဆိုတကမ္ဘာလုံးမှာရှိတဲ့သူတွေတကယ်လို့အိန္ဒိယနဲ့ဘန်ကောက်ကိုရွေးချယ်တော့မယ်ပေါ့စိတ်ကူးစားဖို့အတွက်ရွေးချယ်တော့မယ်ဆိုလို့ရှိရင်ဒီမာလီတို့ဒေါက်တာဆောင်ဆောင်ဆောင်မှုကိုဆက်သွယ်လိုက်ရအောင်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအမှလည်းလေဟိုပါပေါ့နော်ဟို မိသားစုအတွက်ပဲလေအချိန်ပေးတာတွေကလည်းများနေတော့အခုနောက်ပိုင်းအကိုလည်းအသက်တစ်ခုရောက်လာပြီဆိုတော့ပုံမှန်လေးလည်း medical check up လေးလည်းလုပ်မလားဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုမျိုးလေးစဉ်းစားမိတာနဲ့အဓိကကတော့ကို medical check up လုပ်မယ်လို့စဉ်းစားမိလို့ညီမလေးကိုဆက်သွယ်ဆက်သွယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့လိုလေးဆက်သွယ်မိတော့ ဟိုညီမလေးလည်းမမအောင်ညွန်ပေးအောင်ပေါ့ဟုတ်ဟုတ်ကဲ့ဒီ package လေးတွေဆိုရင်အမတို့အသက်အရွယ်အတွက်အဆင်ပြေမယ်ဆိုတာလေးဟုတ်ကဲ့ဆက်လောက်ညွန်ပြဟုတ်ကဲ့ဟုတ်ကဲ့မသတိရပေးရကျေးဇူးတင်တယ်မဟုတ်ဘယ်လို medical check up ဆိုမှလူနာရီကထင်တာလေးဘန်ကောက်ဆိုဈေးကြီးရလို့ထင်ကြတယ်တကယ်မှဘန်ကောက်က medical check up ကတော်တော်လေးတတ်တာတယ်ဘယ်လိုလဲမျိုးလဲဆိုလို့ရှိရင်လက်ရှိဆိုလို့ရှိရင်တယောက်ချင်းသွားတဲ့လူနာရီအတွက်ဆိုလို့ရှိရင်လည်း60% discount ရှိရမှာရယ်နှစ်ယောက်သွားမဲ့လူနာရီအတွက်ဆိုလည်း buy one get one တယောက်သွားရင်တယောက် free ဆေးရတာရှိရပေါ့နော်အဲ့တော့ကုန်ကျစရိတ်ကဘယ်လောက်ပဲဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ general ပုံမှန် test ပေါ့22ခု တစ်မျိုးလောက်ပါတဲ့ package ဆိုလို့ရှိရင်မြန်မာငွေ၄သိန်းဝန်းကျင်လောက်ပဲကြားတယ်တကယ်လို့ပေါ့နော်အဲ့ထက်နဲ့ပိုဆုံတဲ့ test ပေါ့ cancer အညုံကိန်းနေပါတယ်ဒီပါပါတဲ့ package ဆိုလို့ရှိရင်တော့မှအာ9သိန်း10သိန်းဝန်းကျင်လောက်ပဲကြားတယ်မှာဒါတော့ယောက်ျားမိန်းမပေါ့နည်းနည်းမူတည်သေးရပေါ့နော်ဆိုတော့ပြောလို့ရှိရင်ကုန်ကျစရိတ်က medical check up package တွေတော်တော်လေးအဆင်ပြေရပြောလို့ရရဆိုတော့အခုဟိုပါပဲစစ်တာပေါ့နော် discount ရှိတဲ့အချိန်ကိုကြည့်လိုက်တယ် discount ရှိတဲ့အချိန်ကိုဝယ်ထားလိုက်တယ်ပြီးတော့ပိုအားတဲ့အချိန်သွားဆက်လိုက်တယ်မှာအလိုမျိုးလုပ်နေရပေါ့နော်ဆိုတော့တော်တော်လေးတကယ်ချက်ကမှာတိတ်မကုန်ပဲ shopping မှာပို့က ုံပုံပါတယ်။ check in မှာ save လုပ်လို့ရတယ်။ shopping မှာသုံးလိုက်တာ။အဲ့လိုဖြစ်သားရမှာဟုတ်ဆိုတော်တော်လေးသက်သာရမှာကျွန်တော်လည်း package detail လေးလေ bed test လေးပါလဲဆိုတော့လည်းမ5ကနေပို့ပေးမယ်မှာဟုတ်။အမအခုကြားလိုက်တာတော့ဈေးကနည်းနည်းလေးအားအားတက်စရာတော့ဖြစ်သွားတာပေါ့နော်။တော်တော်လေးကိုမျောလင့်ထားတာထက်တော်နည်းနေတာ။ဟုတ်တယ်ဟုတ်ဟုတ်။အဲမှာလည်း is ဟိုတိတိချာချာရွေးလိုက်မှာပေါ့။ဒီမှလေးခုပြောရဲ60%အောင်လဲစိတ်ဝင်စားရပါဝင်တောင်းအောင်လဲစိတ်ဝင်စား။ဟုတ်ကဲ့ဟုတ်ကဲ့။အမဘိုင်ဘာလေးကိုတစ်ချက်ကလေးဒီကလေးပေါ့နော်။ဒီကလေးဒီကလေးပို့ထားပေး။ဟုတ်ကဲ့။အမတစ်ချာလေးရွေးပြီးညီမလေးကိုအကြောင်းပြန်ပေးမယ်။ဟုတ်ကဲ့ပါ။အမဟုတ်ကျေးဇူးတင်တယ်။မလာပြီးရတတိယပေးရလဲကျေးဇူးတင်တယ်နော်။ဟုတ်ကဲ့ဟုတ်ကဲ့။အမဟုတ်နောက်ထပ်တိတိချာချာကြီးရမှာထပ်ပြီးတော့ပြီးပါအောင်နော်။ဟုတ်ကဲ့ပါရှင်။